ေးအဲ့ဒါကပြန်ပွဲလက်ကောနော်သူကတမီးကိုခဏစောင့်အောင်ဆိုလို့ပြောချင်တာလားမသိဘူးနော်ဒါဟိုတေချာကြည့်အဲ့လိုမျိုးပြောနေလားမသိဘူးဒီကလေးနှစ်ယောက်ကအစင်သိမပြူခဏစောင့်ကြအောင်မင်းနောက်တစ်ခါပြန်ကွာအဲ့လိုမျိုးပြောသလားတော့မသိဘူးမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကျွန်တော်နာမည်ကတော့တန်ထာယူဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးရွာသားကြီးကနေလာရောက်ချင်ပြိုင်လာဖြစ်ပါတယ်ခင်ဗျ ma ba ma shi Tila so long lapi Nintra ti da wa ne mye yi Chazi ma mama shi Yene mama la na ti Nemshi ra bu kanti Nga dambu dao ma ti re ningo Pyo ziya zeglo ယုံကြည်မှုနဲ့စီတချို့ပေါင်းပြဖို့ရစုံတဲ့ရောင်းလာတဲ့ခါဒီဆောင်ခဲ့ကြတဲ့နှလုံးသားတစ်ခုကိုဖြည့်စီလိုက်တာလားငါနဲ့ငုံမုံသည်ကြည်ခွေရပါမမရှိ 我最喜给路边被洒来巴黎，阿宁个梦里，他飘的要的个浪西，你的家的要你飘你的，阿离不我的苦个下午，老苏不得给的命，阿公阿离梦里。 ကျေးဇူးတင်ပါတယ်။ကျေးဇူးပါသာ။မလာပါ။မင်္ဂလာပါ။ကျွန်တော်ကတော့ဘကူတိုင်းဒေသကြီးလက်ဘရန်မြို့နယ်လောက်ရှင်ပြိုင်လာပါ။ဖုန်းနံပါတ်တစ္ဆာထင်းလေးဖြစ်ပါတယ်ခင်ဗျာ။နာနာလေးကဘူးခွေ။ဟာဆောင်သူမင်းရဲ့လေကွာမရင်မီ တန်ရာတွေပြန်ချေရေးဆွေးညလေမှာယူခဲ့ရခြင်းများနေမချင်နိုင်တော့မှန်းငါတကယ်မသိဘူးသက်ခွဲတဲ့ငါညနေများ ပြန်မလာမတည်တာနဲ့မင်းမရနိုင်ငယ်အဆုံးမဲ့ချစ်တွေနဲ့ကိုယ်လုံးငယ်တော်နေရမြားနာကျင်သွား tonight or time lose yourself ya ma le you wanna shine though na le toa a pyu yang chi me lead you out go be the le a be dai pya ma ya da အချင်းလို့ခေါ်သလား Oh ပြီးတော့လေပြီးတိုင်းပြန်မရတာအချင်းလို့ခေါ်သလားကျေးဇူးတင်ပါတယ်ကျေးဇူးပါမင်္ဂလာပါ မင်္ဂလာပါဟုတ်သမီးနှမကတော့အေးစုဟန်ပါရေကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ကနေလာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ကိုရီဇာဗီနာမာရီယံလုံးရှိတာတောင်းရှင်ငါရောချာမိတ်ကလေးရင်းကြီးကမြေအာယုံစာရီကျွေးတဲ့မျက်နှာရှင်ဟာလီရှင်နေလိုက်လားနာတူဘီဘိုက်ကောက်ကိုဆွဲပြီးလိန်တာတောင်း ငါရောမသိလိုက်မိတို့လုံးတာကေဘာဝိရှင်ကြောင့်တွေသိလိုက်ရပြီစိတ်ညစ်တဲ့ဤသာဦးလေးယာခဏခဏ ကြိုက်တဲ့ကျမချစ်သူရှင်မျက်လုံးတွေကိုဘယ်တယောက်တည်းထိတ်သိထားရလဲกว่าနေရတကသွင်းတို့တဲ့ခဲမိတာရှင်တယောက်ကိုသိချင်လုံးလုံး接着着买。接着玩，怎么的？先第二个得钱弄弄吧。哎哎哎，哪里叫？怎么？ ချားလိုက်တာဖီယိုဖီယားလေးပြပါဦးအဲ့ဒါဟိုအတန်တိမ်ဟိုတမိလဲချောင်းနာပြီအေးသတော့ကူနေကူဒီအဲ့ကရိုင်းရလဲအဲ့လိုပဲအဲ့လိုဖြစ်နေအောင်နော်အေးအဲ့ဒါကပြိုင်ပွဲလက်ကောနော်သူကတမိကိုခဏစောင့်အောင်ဆိုလို့ပြောချင်တာလားမသိဘူးနော်ဒါဟိုတေချာကြည့်ရင်အဲ့လိုမျိုးပြောနေလားမသိဘူးဒီကလေးနှစ်ယောက်ကအစင်သေးမပြေခဏစောင့်ကြအောင်မင်းနောက်တစ်ခါပြိုင်ကွာအဲ့လိုပြောပြောသလားတော့မသိဘူး